ဒီရလေးဂျွာသားများစုဟာလေယာစိုက်ပျိုးရေးကိုပဲအဓိကလောက်ကင်ကြပြီးဘွားကိုရိုးရှင်းရှင်းဖြတ်သန်းနေကြပါလေဂျွာလေးကသေးလို့တော့ဒီရွာမှာဘုန်းကြီးเจ้าတို့ဖះเจ้าခံတို့ဆိုတာဘာမှမရှိပါဘူးအိမ်တိုင်းမှာเจ้าနေရမယ်ရွယ်ခလေးတွေရှိလာရင်ပဲဖြစ်ဖြစ်သာသနာ့ဘဝဝင်ရမယ်ရွယ်ရောက်လာရင်ပဲဖြစ်ဖြစ်တခြားရွာကိုခီးသွားရပါလေအဲ့ဒီရွာကိုသွားဖို့ကလည်း၁၀မိုင်လောက်နီးနီး ဝေးတယ်ဗျဒီရွာလေးကိုအုပ်ချုပ်သူကတော့တကြီးဦးထွန်းမေးပဲဖြစ်ပါတယ်သူ့လက်ထက်မှာရွာကအေးကျန်းကျန်းဒီဒီငင်းငင်းဖြစ်နေကြတာပေါ့တကြီးဦးထွန်းဖေဟာရွာလူကြီးရာထူးမှာရှိနေတဲ့တခြားအုပ်လုံးဘယ်တော့ကမှပေါ်ပေါ်ဆဆမနေခဲ့ပါဘူးရဲရွာတိုးတက်ဖွံ့ဖြိုးရေးအတွက်အမဲတစေကျိုးပန်းနေတတ်တဲ့သူမှုရွာသူရွာသားတွေရဲ့ချစ်ခင်လေးစားမှုကို အပြည့်အဝရရှိထားသူ တယောက်ပဲဖြစ်ပါလေဒီနေ့မနက်စောစောမှလည်းတကြီးဦးထွန်းမေးတယောက်သူ့ရဲ့နှိမ့်စင်လေးကျင်တိုင်းအင်းရှိလန်းကိုတပြက်စီးလှဲနေခဲ့တယ်ဗျအဲဒီချိန်မှာပဲစောငန်ကြွာလာတဲ့ယဟန်တပါးကို သူလှမ်းမြင်လိုက်ရပါတယ်ယဟန်တော်ရဲ့နောက်မှာတော့ခွေးနံကြီးတကောင်လေးပါလာခဲ့တယ်ဗျဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့တကြီးဦးထွန်းမေရောတခြားရွာသားတွေပါအပြေအလောစွမ်းလောင်းလို့ အစားအသောက်တွေပြင်ဆင်ကြပါတော့တယ်။အရှင်ဖေရဘယ်ကဘယ်လိုကြွချီတော်မူလာလို့ဒီဝါထီစွမ်းခံကြွလာရတာလဲဖေရ။ဘုန်းကြီးကမြောက်ဘက်ရွာကနေတရားအထုတ်ဖို့ကြွလာတာပါတကားကြီး။အခုတော့ဒီဝါဆွန်ကတော်ထဲမှာပဲတဲထိုးပြီးတရင်သုံးနေပါလေ။တပည့်တော်လူကျော်မကဖေရเจ้าငယ်မရှိပါဘူးဖေရ။တရားအထုတ်ဖို့ရဟန်းတော်တွေ ြော့လာတာမျိုးကလည်းအင်မတန်ကိုရှားပါတယ်ဖေဟာဒါကြောင့်အရှင်ဖေဟာကိုကျော်ရဲ့ကောင်းကျိုးချမ်းသာဖြစ်စေဖို့ဒီနေရာမှာရက်ရှည်ကြကြသတင်းသုံးမိဖို့တောင်းပန်လျှောက်ထားပါတယ်ဖေဟာဒီလိုနဲ့ပကြီးဦးထွန်းဖေဟာယဟန်တော်ကိုဆက်လက် သတင်းသုံးဖို့လျှောက်ထားလိုက်တဲ့အခါမှာတော့အဲ့ဒီယဟန်တော်ဟာပြုံးရွှင်တဲ့မျက်နှာနဲ့ပဲလက်ခံလိုက်ပြီးဆက်လက်စွမ်းကန်ကြွားသွားပါတော့တယ်အဲ့ဒီလိုနဲ့ အချိန်တွေဟာတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးညတညရဲ့ညနေသကောင်းရန်ချိန်ကိုရောက်လာခဲ့ပါတယ်။အရင်ညမှာတော့မောင်ချစ်ဆိုတဲ့ရွာသားတယောက်အိမ်ပေါ်မှာအိမ်မောကြနေတော့ကြက်ချံကကြက်တွေအလန်းတကြားအော်ဟစ်နေတဲ့အတန်ကြောင့်နိုးလာခဲ့တယ်ဗျ။ဒီလိုနဲ့သူဟာဓာရှိတစ်ချောင်းကိုအမြန်ဆွဲယူပြီးအိမ်မေးကကြက်ချံစီကိုပြေးဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ကြက်ချံကိုရောက်သွားတဲ့အခါမှာတော့ တခိုးဒါမှမဟုတ်ကြက်တွေကိုလာကြိုက်တဲ့မွေးကလေးဆံမျိုးကိုလည်းမတွေ့ခဲ့ရပါဘူးဒါပေမဲ့အဲ့ဒီချိန်မှာသူ့ကိုမလုံးမရှက်စိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံကိုတော့တွေ့လိုက်ရပါတယ်ဒီချိန်မှာကြက်သိန်းထစရာကောင်းတာကတော့မျက်လုံးပြွတ်ပြွတ်နဲ့ခွေးနှက်ကြီးတစ်ကောင်ဖြစ်နေခဲ့တယ်ဗျဒီလိုနဲ့ခွေးနှက်ကြီးရဲ့မျက်လုံးတွေကတခြားခွေးတွေနဲ့မတူဘဲထူးထူးခြားခြားသိငယ်နေခဲ့ပါတယ်အဲ့ဒီခွေးနှက်ကြီးဟာ တေဆုံးနေတဲ့ကြက်သေးကောင်းတွေကြားထဲမှာရပ်နေကြတာပေါ့ဒီလိုနဲ့ကြက်တွေအားလုံးလဲဝမ်းမိုက်ထဲကကလီစာတွေကုန်ဆွဲထုတ်အစားခံထားရပြီးတစ်ချံလုံးကကြက်တွေအားလုံးတေဆုံးနေကြပါလေအဒီချိန်မှာမောင်ချစ်တရာဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ဒေါသတွေထွက်ကာသွေးဆူသွားပြီးသူ့လက်ထဲကဓားရှိကို အားကုန်လွှဲပြီးခွေးနှကြီးရှိရာကိုပစ်ချလိုက်ပါလေအဒီချိန်မှာ ခွေးနှကြီးကကြောက်နံကြာဖြစ်ပြီး တိုးတွေကိုပြေးသွားခဲ့တယ်ဗျနောက်တနေ့မနေ့ရောက်တဲ့အခါရွာသူရွာသားတွေဟာရွာဆောင်ကရဟန်းတော်တည်င်းသုံးရာတဲရှိမှာစူယုံရောက်ရှိနေခဲ့ကြပါတယ်အเจ้าကတော့ပြီးခဲ့တဲ့ညကကြက်တွေတစ်ချံလုံးတည်ခဲ့ရတာဟာမောင်ချီရဲ့ကြက်ချံတစ်ချံနဲ့မဟုတ်ခဲ့လို့ပါပဲဒီလိုနဲ့သူတို့အားလုံးရဲ့ငင်းခုန်ဆွေးနွေးမှုကအဲ့ဒီခွေးနှံကြီးစီကိုပဲဥတီနေခဲ့ပါတယ်အခုချိန်မှာ စေးလိန်နေလို့မဖြစ်တော့ဘူးတကြီး။ဘုန်းကြီးနောက်ကိုလိုက်လာတဲ့အဲ့ဒီခွေးနဲ့ကြီးဟာတာမန်ခွေးလုံးဝမဖြစ်နိုင်ဘူးလို့ကျုပ်တို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘဲခွေးကကြက်တွေဘဲတွေရဲ့ကလီစာကိုပဲဂျွေးစားလို့လေဗျ။ဒါကြောင့်အဲ့ဒါခွေးစင်မဟုတ်ဘူးတကြီး။အဲ့ဒါတစီပဲဖြစ်ရမယ်။ခွေးကတော့ခွေးပါပဲတကားတို့ရဲ့ခွေးတကောင်ကဘလို့လုပ်ပြီးတစီဖြစ်နိုင်မှာတော့ဒီလိုနဲ့ ြစ်ပျက်ခဲ့တဲ့ဂျောင်းရင်မန်ကိုရှာမတွေ့နိုင်တဲ့အခါမှာတော့သူတို့အားလုံးရဲ့စိတ်ထဲမှာတန်တရားတွေကြီးစိုးနေခဲ့ပါတယ်။အဲ့ဒီတဆေခွေးနဲ့ကြီးဟာလည်းရွာထဲမှာလွတ်လပ်စွာလှုပ်ရှားသွားလာနေကြတာပေါ့။ဒီချိန်တွေမှာသူတို့အားလုံးဘလို့လုပ်ပြီးစိတ်လည်နေထိုင်နိုင်ကြတော့မှလည်းဗျာ။ဒီလိုနဲ့ညနေနေဝင်းချင်းကိုရောက်တာနဲ့တကြီးဦးထုံးဖေဟာပြဿနာကိုရင်းမြစ်ကနေဖြေရှင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ နောက်ထပ်ဒီလိုဖြစ်ဆိုးမျိုးထပ်မဖြစ်စေဖို့မိကို မလောင်ငင်ကတားဆိုရေးဆူရူးစကားအတိုင်းမိကိုစကားတွေကငြိမ့်သက်ပေးရမယ်လို့တွေးနေကြတယ်ဗျဒီလိုနဲ့သူအားရွာတွေကယောက်ျားသားတွေအားလုံးကိုစူးစီးပြီးအဲ့ဒီဒစေခွေးနဲ့ကြီးကို လိုက်လံရှာဖွေဖမ်းဆီးဖို့လောက်ပါတော့လေဒီညာတွင်ညီမဲအဲ့ဒီခွေးနဲ့ကြီးကို အပြည့်ရှင်းပေးရမယ်လို့သူလဲစိတ်ဆုံးဖြတ်ချက်ချလိုက်တယ်ဗျာ ဒီလိုနဲ့သူတို့ဖွဲ့အားအရက်လေးမျက်နာကိုမျက်ခြေမပြန်လိုက်ကြည့်နေတော့မှပဲရုပ်တရက်အိန္ဒိန်စီကနေထူးထူးခြားခြားနွားအော်တန်ကြီးကိုကြားလိုက်ရပါတော့တယ်။အဲဒီချိန်မှာသူတို့အားလုံးလည်းအတန်းလာစီကိုပြေးလို့သွားကြည့်ကြတာပေါ့။အိန္ဒိယကိုရောက်သွားတဲ့အခါမှာတော့သူတို့အားလုံးလည်းမျက်လုံးပြူပဇက်ဟောင်းသာဖြစ်သွားခဲ့ရတယ်ဗျ။ဒစေခွေးနဲ့ကြီးဟာမွေးကန်ဒီဘာကြီးတဲ့နွားမကြီးတကောင်ကို ရက်ပြီးစောင့်ကြည့်နေခဲ့တယ်ဗျဒီလိုနဲ့တစေခွေးနှံကြီးဟာတကြီးရဲ့လူအုပ်ကြီးကိုမြင်လိုက်ရပြီမင်းခွေးနှံကြီးစီမာတော့ကြောက်ရွံ့သွားတဲ့အရေးရောင်လုံးဝမတွေ့ခဲ့ရပါဘူးအဲဒီချိန်မှာတကြီးဦးထုံးပေဟာတစေခွေးနှံကြီးကိုမြင်လာနဲ့သူ့ရဲ့တနတ်ကိုမောင်းတင်ပြီးတစေခွေးနှံကြီးကို ပြစ်တတ်ဖို့ပြင်လိုက်ပါတယ်ခဏလေးတကြီးမပေးလိုက်ပါနဲ့အောင်ဗျနောက်မှကြီးကိုထီသွားလိုက်မယ် ဒီလိုနဲ့ကျုပ်ချက်တွေကိုတတ်သွားတဲ့ကောင်ကျုပ်ကိုယ်တိုင်ဖမ်းမယ်။ရွာသားတယောက်နဲ့တစီခွေးနဲ့ကြီးဟာအချိန်တော်ကြာလုံထွေးတိုက်ခိုက်ပြီး နောက်ဆုံးမှာတော့တစီခွေးနဲ့ကြီးကိုတန်ကျိုးနဲ့ချီနောင်ဖမ်းဆီးနိုင်ခဲ့ကြပါသည်။ပြီးတော့သူ့ကိုတကြီးဦးထွန်းဖေးအင်ကိုဆွဲခေါ်လာခဲ့တယ်ဗျာ။ငါအခုတို့မလုတ်ချင်လို့အကြကြီးစဉ်းစားရည်ဒါပေမဲ့မင်းကနွားတွေကျွဲတွေကိုပါစားရဲအစင်ရောက်လာမှတော့မင်းကိုသာလှုပ်ပေးလိုက်ရင် ငါတို့လိုလူတွေတော့ဘာများကြံတော့မှာလဲကွာတကြည်တကြည်ခဏလေးနေပါအောင်ဗျဘာဖြစ်တာလဲကွာဒီမှာရေးကြီးနေပါလေဆိုမင်းကတော့ကွာငါမှလန့်အောင်လန့်သွားတယ်တော်သေးတာပေါ့ကွာငါလက်မြန်လို့ပေါ့မဟုတ်ရင်တဏ္ဍာမမှာမင်းကောက်ဘက်ကိုလွတ်ထွက်သွားတော့မလို့တကြည်တစေးတစေးဗျဖုံးဖုံးကြီးကလူမဟုတ်ဘူးတစေးဗျလာခမရတော့အားလုံးမယုံရင်ကျုံနောက်ကိုလိုက်ခဲ့ကြပါဒီလိုနဲ့ တကြီးဦးထုံးဖေနဲ့သူ့ဖွဲ့သားတွေအားလုံးဟာဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဘာကိုမှမဆောင်ဆိုင်တော့ဘဲမောင်ငွေနောက်ကိုချက်ချင်းပြေးလွှာလိုက်သွားကြပါတော့လေအဲ့ဒီချိန်မှာဘုန်းကြီးသတင်းသုံးတဲ့နေရာကိုသူတို့ရောက်သွားတဲ့အခါမှာတော့မြင်လိုက်ရတဲ့မြေခွင်းကမယုံနိုင်စရာဖြစ်နေခဲ့ပါလေဒီလိုနဲ့သူတို့စောစောကမြင်ခဲ့တဲ့ဗာကြီးတဲ့နွားမကြီးဟာအခုတော့ခေါင်းပြောင်ပြောင်နဲ့တင်ငန်းဝတ်ထားတဲ့တစီတကောင်ရဲ့ ဆွေးဖြေးစားတော့ခြင်းကိုခံနေရတယ်ဗျ။အဲ့ဒီဖုန်ကြီးတစ်စေးဟာနောင်မကြီးရဲ့ကလီစာတွေကိုဆွဲထုတ်စားတော့နေခဲ့တာဗော။သူ့ရဲ့ဗစက်နဲ့တကိုယ်လုံးမှာသွေးတွေပြေးချနေပြီးအပေါ်အသွေးနဲ့သွေးညင်နှံ့တွေကထောင်ကနေထွက်ပေါ်နေခဲ့ပါလေ။မျက်လုံးတွေကသွေးလိုနေရနေပြီးလူသားဆန်တဲ့အရေးရောင်တစမ်းမှမရှိတော့ပါဘူး။ရှက်လိုက်စမ်းတာဒနာဖြစ်ကော မင်းကငါကသူတော်စင်တဘာထင်ပြီးမနက်တိုင်းညတိုင်းရုံကြီးကြီးနဲ့ကိုးကွယ်ကဲရတာတကယ်နှမျောဖို့ကောင်းလိုက်တာကွာဟ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 ာမင်းတို့ထင်တယ်လို့ငါကနွားသားကြွေးသားလောက်ပဲစားရခင်နေတာလားအဲ့ဒီလိစံသားကြီးကငါတို့အစာပြီးစားတာပဲရှိသေးတယ်ဒီထက်ပိုပြီးလက်စတဲ့အသားပိုပြီးရတာရှိတယ်အသားကမှငါကကြိုက်တာကွာဟာဟာဟာ ြီးနေမင်းတို့အားလုံးပြေးစီရမယ်ဒီလိုနဲ့ရှော့မကောင်းဆိုးွားကတစီရဟာတကြီးဦးထွန်းမေရဲ့ချင်းကြောင်စကားကိုတစမ်းမှဂယုမဆိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာတော့တစီရဟန်းကသတိသွားမယ်စားသူတို့ရှိရာကိုဦးတည်ပြီးရှောက်လာခဲ့ပါတယ်သူရဲ့ပုံစံကအနာကလူအလုံးကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်ဗျအဲ့ဒီချိန်မှာပဲတစီရဟန်းဟာ ူတို့အားလုံးကိုစတင်တိုက်ခိုက်ပါတော့တယ်။မောင်ချေမင်းပြောကားစီအကိုတွားခေါ်စမ်း။ငါငါဒီကောင်ကိုတောက်ခံထားလိုက်မယ်။ဒီလိုနဲ့တကြီးဦးထုံးမရဲ့နောက်ဆုံးကြီးစံတတော်ဟာတနံပြောင်းကနေပွင့်ထွက်သွားခဲ့ပါလိ။ကြီးစံကအဲ့ဒီတစေးရဲ့ရင်ဘတ်တက်တဲ့ကို ထိမှန်သွားခဲ့တယ်ဗျ။ဒါပေမဲ့ဒီလိုအောင်နှမ်းပညာမြင့်မားတဲ့တစေးရဟန်းမျိုးကိုတော့တနတ်သေးကကြီးစံကဘာမှ အရာမထင်ခဲ့ပါဘူး။ဒီလိုနဲ့ တကြီးဦးထွန်းပေလဲတနက်ကသူ့ကိုဘာမှမလုပ်နိုင်မှန်းတိလိုက်ရတဲ့အခါမှာတော့တကြီးဦးထွန်းဖေဟာသူ့ခါးချားမှာထိုးရတဲ့ဓမြောင်ကိုဆွဲထုတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဓာတ်ကလည်းအဲ့ဒီတဆေရဟန်းကိုဘာမှလုပ်လို့မရခဲ့ပြန်ပါဘူး။အဲ့ဒီအချိန်မှာတော့တကြီးဦးထွန်းဖေလက်ထဲမှာခုခံစီဟာဘာမှမရှိတော့ဘဲလက်နဲ့မဲ့ဖြစ်သွားခဲ့ပါတယ်။သူလည်းစိတ်ထဲကနေဒီလိုတွေးလိုက်တယ်ဗျ။ငါလက်နဲ့တွေက သူ့ကိုထိုးမဝင်ခုံမရပြီမဲ့ငါရဲ့ခွန်အားနဲ့တော့သူ့ကိုရင်ဆိုင်နိုင်ပါသေးတယ်။ဆိုပြီးဒီလိုတွေးပြီးတာနဲ့သူဟာအကြောင်းရမရှိပဲအဲ့ဒီတဆေရဟန်းစီကိုပြေးဝင်သွားပြီးအာကုံထိုးကြိတ်ပါတော့တယ်။ဒီလိုနဲ့သူတို့နဲ့အချင်းတော်ကြားလုံးထွေးတိုက်ခိုက်နေချိန်မှာပဲပျော့ကစီဟာရောက်ရှိလာခဲ့ပါတယ်။မင်းတို့တွေဘာအကြောင်းနေကြတာလဲကွာ။မြင်မြတ်သွားသူ့ကိုဖမ်းချုပ်ထားကြစမ်း။နေကြီးပေါ်မှာမလှုပ်နိုင်အောင်ဖိချုပ်ထားကြ။ ငါအစီရင်လုံးလိုက်အောင်မယ်သူ့ကိုမိအောင်ဖမ်းထားကြဒီလိုနဲ့ပြောကားစရာမိန်ပေးလိုက်တဲ့အခါမှာတော့ဂျာသားတွေအားလုံးဟာအဲ့ဒီတစီရဟန်းစီကိုအုပ်စုလိုက်ပြေးဝင်သွားပြီးသူ့ကိုမြေကြီးပေါ်မှာဝိုင်းဝန်းဖိချုပ်ထားလိုက်ကြပါတယ်ဒီချိန်မှာတော့ပြောကားစရာရဲ့ဂါရမန်နဲ့ရုတ်တံတွေကတိုးတိုးငင်းငင်းထွက်ပေါ်လာခဲ့တယ်ဗျတစ်ချိန်တည်းမှာပဲအဲ့ဒီတစီရဟန်းရဲ့နာကျင်လို့အော်ဟစ်လိုက်တဲ့အတန်ကြီးဟာလေ တရွာလုံးကိုစူညံသွားစေခဲ့ပါလေ။တိတ်မကြခင်မှာပဲအဲ့ဒီဒစီယဟန်းဟာအာရင်ကုန်ခန်းပြီးငြိမ့်သက်သွားခဲ့ပါလေ။မိโกနှကြီးတွေဟာဒစီယဟန်းရဲ့ခန္ဓာကိုယ်တွေကနေလှိမ့်ထွက်လာပြီးယောဂဆရာရဲ့ရှေ့မှာခြားထားတဲ့မြေအိုးတွေကို ဝင်သွားခဲ့ပါလေ။အဲ့ဒီချိန်မှာတော့ယောဂဆရာကအင်းခြားထားတဲ့အဝိစာတစားနဲ့အိုးဝါကိုအမြန်ပိတ်လိုက်တယ်ဗျာ။ဒါပေမဲ့ပေကျိုးနဲ့ချီနာဖို့ အလုရသေးခင်မှာပဲလေးပင်းတစ်ချက်ဝေးတိုက်လာပြီးအိုးဝါကိုပိတ်ထားတဲ့ဝိဆာကအဝေးကိုနင်းထွက်သွားရပါလေမဖြစ်တော့ဘူးထုံပေအခုခွေးနဲ့ကြီးကဘဲမလဲမြမြလို့သူ့ကိုအမြဲတမ်းရှင်းပစ်လိုက်တော့မဟုတ်ရင်အဲ့ဒီတဆေရဟန်းရဲ့ဝိညာဉ်ကခွေးနဲ့ကြီးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးသွားလိမ့်မယ်ဒီလိုနဲ့ဘယောကဆရာရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ရွာသားတွေအားလုံးဟာ တကြီးဦးထွန်းမရဲ့အိမ်မှာတန်ညိုးနဲ့ခြိထားခဲ့တဲ့ခွေးနှံကြီးစီကိုအပြေးလွှားသွားခဲ့ကြပါတယ်။အဲဒီချိန်မှာပဲသူတို့လည်းခွေးနှံကြီးကိုဖမ်းချုပ်ထားတဲ့နေရာကို ရောက်သွားတဲ့အခါမှာတော့အရာအလုံးနောက်ကျသွားခဲ့တယ်ဗျ။ခွေးနှံကြီးရဲ့လေဘေးမှာခြိထားခဲ့တဲ့တန်ညိုးဟာပြတ်တောက်နေခဲ့ပြီးခွေးနှံကြီးရဲ့အရေးရောင်ကိုတောင်မတွေ့ရတော့ပါဘူး။တဆေးရဟန်းရဲ့ခန္ဓာကိုယ်ဟာသူ့ကိုပူးကပ်နေတဲ့တဆေးဝိညာဉ်မရှိတော့တဲ့အခါမှာတော့ ချက်ချင်းပဲပုတ်ပွားပြီးအနံဆိုးတွေထွက်လာပါတော့လေဒေဆုံးမိတာလာပေါင်းများစွာကြာနေပြီဖြစ်တဲ့အလောင်းကောင်တကောင်လုံးဖြစ်နေခဲ့တယ်ဗျဒီလိုနဲ့တကြီးဦးထွန်းဖင်နဲ့ကြံတဲ့ရွာသားတွေဟာတရွာလုံးကိုပေချိုးတွေဝိုင်းပန်ခြိနှောင်ခဲ့ကြပြီးတခြားယဟန်တော်တွေကိုပင့်ဖိတ်ကဒီယဟန်လောင်းတို့အတွက်အတုပါခန္ဓာပြုလုပ်ပေးခဲ့ပါတယ်ဒါအပြင်ဂျွာတွေကမကောင်းဆိုးဝါးရဲ့အညံ့အကြံတွေကိုနှင်ထုတ်တဲ့ပေရွပွဲကိုလည်း တခါလေးကျင်းပါခဲ့ကြတာပေါ့ဒါဟာသူတို့ကူးလုံနိုင်နေတခုတည်းသောအရာပဲဖြစ်ပါလေအဲ့ဒီညကဖြစ်ပျက်ခဲ့တယ်ဇလန်းဟာတခြားရွာပေါင်းများစွာကိုပြန့်နှံ့သွားခဲ့သေးတယ်ဗျဒါပေမဲ့အဲ့ဒီတစေဝိညာဉ်ဟာဘယ်ရဲ့ဒေသကိုထွက်ပြေးတင်းရှောင်သွားခဲ့တယ်လဲဆိုတာကိုတော့ဘယ်သူမှ မသိခဲ့ကြပါဘူးဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဘုန်းကြီးတစေကို ကိုးကွယ်မိတဲ့ရွာဆိုတဲ့ဇလန်းလေးကတော့ ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ဖိသက်တို့လည်းဒီဇလန်လေးကိုသဘောကျလိမ့်မယ်လို့ညွှန်လင်းမိပါတယ်။ဒီဇလန်ကနေရရှိနိုင်တဲ့သင်ခန်းစာကတော့ရုပ်ရည်တံတန်းဝတ်စားစင်ရင်မှုကလူတယောက်ရဲ့အတွင်းစိတ်ဓာတ် အမှန်ကိုဖုံးကွယ်ထားနိုင်တယ်ဆိုတာပါပဲဗျာ။ရွာသားတွေကသင်ခန်းကိုကြီးညိုခဲ့ကြပေမယ့်အဲ့ဒီသင်ခန်းရဲ့နောက်ွယ်ကကြောက်မဲ့ဖွဲရကောင်းတဲ့အန်ရီကကပ်ပါလာခဲ့တာကိုတော့ဘယ်သူမှ မသိခဲ့ကြပါဘူး။ တခါတည်းမှာ ကျွန်တော်တို့ယုံကြည်ကိုးကွယ်မှုဟာအစစ်အမှန်ဟုတ်ရဲ့လားဒါမှမဟုတ် ကိုကိုအနေနဲ့ပြေးမယ်ဝင်းမလူရီတကောင်ကသူ့ရီချုံပြီးချင်းကပ်လာလာလာဆိုတာကိုတတိတရားနဲ့စင်ကြင်နိုင်ဖို့လိုအပ်ကြောင်းဒီဇလန်းလေးကနေတတိပေးလိုက်ပါခင်ဗျာ